အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ PDF တွေတောင်းကြလုံးလို့ကြေးရွာကနေနှင်ထုတ်လိုက်တဲ့အာကအမျိုးသမီးတွေရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ဒီမို့အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာနောက်မှာလည်းဒီမျိုးကဒီတိုင်ဒီတိုင်ပဲတဲ့ဒီတိုင်ဒီတိုင်အားကြောင့်ဒီကကလေးတွေရဲ့ပေါ်တာပေါ်လောင်းလောင်းမို့လဲဒီကြီးတဲ့လူကိုပရိသတ်ကိုကြုံတယ်ဒါဒီတိုင်တော့ဒီတိုင်တော့မထားခဲ့နဲ့ပြောခွာတာပေါ့မကိုက်ဘူးဇုံရောက်မှာဇုံဘလို့လို့ခေါ်တာကွာဒီမှာတော့မထားခင်နဲ့ဘယ်သူမှမထားခင်မခိုက်ဘူးကျွန်တော်တို့ကသူတို့ကိုကြောက်နေရတာစစ်တ မကြောက်ဘူးသူတို့ကြောက်တာမကြောက်ဘူးမကြောက်ပါနဲ့ဖြစ်တယ်ကျွန်တော်ကောင်းကောင်းမရတာကြားပြီအချင်းပြတနထဖောက်လိုက်မှန်းခွဲလိုက်နဲ့ထထုတ်တယ်ကောင်မမရဘူးအကုန်လုံးနာပါမပါဒီကောင်လေးဘလို့ကိုမင်းကိုချင်းလို့ဖြစ်နေအကုန်လုံးနာခေါ်သွားတော့ခေါ်လာပါဇုံမဘလို့နေနေအဲဇုံရောက်မှလာရှင်ကျွန်တော်တို့ဒီမှာတော့မထခဲ့နေတော့ဘလို့ကနေလဲကျွန်တော်တို့ကလာဒီမှာတော့မကြိုက်ဘူးဆရာတော်ကမှဒီလိုအဖွဲလိုက်ကြည့်ရောက်လာပြီးမှဒီလိုထပေးခဲ့ရင်ကျွန်တော်တို့ကပို့ဆူမှာပေါ့ဒီကောင်လေးလာတော့ငါတို့ဘာမှမတွေ့ရမထီရဘူးဒီကောင်လေးဘာကောင်လေးလို့ပြန်ကြံ င်မှာပဲ3နာရီနေရတူပဲဒီပါလို့ဘယ်သူမှတညာတော့အရာတွေမပြောင်းပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ဒီတော့မင်းရှင်လားလုံးမလုံးနဲ့စဉ်းစားနေရလားကြောက်နေရလားပီဒီအက်သုံးဖို့နဲ့ပြီမှာပီဒီအက်ကိုကြောက်နေရတယ်ဆိုတော့ချက်စီရအောင်ကောင်းတယ်ဒီကနေ့ပြောမှာ ဒီပြည့်ကူပဲလိုက်ကြောက်ပြည်သူတွေညာရင်တော့ထိတ်တော့ခါကျသူတို့ကမူယူတော့စားဆန်းနေကြတော့ဘယ်ကောင်းမှဘာမှမလို့ရဲဘူးဆုံးသူရဲ့ဟာမှတော့လောက်ကြီးပြပါဘူးလေးနေတယ်ဟုတ်ကဲ့အခုပြောလို့လို့ကတော့ဆရာတို့ကျွန်တော်တို့ပြည်သူတွေကိုငဲ့ကြည့်အောင်ကျွန်တော်တို့ကဘလို့မှကိုမနေရတာချောင်းတိန်နေတာအခုယောက်ျားလေးနဲနေတာကြည့်ယောက်ျားလေးတော်တော်များများအကုန်ကြည့်ရတာဘူးမှမနေရဘူးများခဲ့ပြီလေအဲ့ဒါကြောင့်ခန်းထားလာလဲတွေ့ကြည့်အောင်ကျွန်တော်တို့ပြည်သူတွေရဲ့မျက်နှာကိုငဲ့သွားပါအောင်ဟိုကအနည်းစုပါကျွန်တော်တို့ကအများစုပါ တော်တို့ပြည်သူကဘာမှလက်လက်လက်မရှိဘူးကြီးကြီးမပြောနဲ့ရမ်းမုံအောင်ပြူသူတို့မှကြပေါက်ပေါက်နေပြနေပြည်သူကဘာမှလုံးမပြောဘူးဟုတ်ကဲ့ပြောရရင်ပြစ်တယ်လေဒီစင်းရလေခုလာပဲပြစ်တယ်ဟုတ်ပါတော့ဟာပြင်းနေတယ်ဆက်လို့မရဖြစ်တာဆက်တော့အဲ့လိုဖြစ်နေတာမဟုတ်ကြောင်းပြန်ပြီးဆက်ပြီးတော့မင်းကြလို့ဆက်နေတယ်ဘယ်လိုလဲဒီနေ့အပြီးကြီးတော့ကျွန်တော်တို့ပြန်လာတော့ဘာပါလဲနော်ဆက်ပြီးတော့မှာပါဒါကပြန်လိုက်မယ်အခုပဲလေကျွန်တော်လည်းဆက်ပြီးရှိနော်အဲ့တော့ကတော့ရေဘွား တော်တော်ကြီးခဏအတန်ကြီးပြန်ကြနေအောင်နော်အဲ့တော့ဘောဂျုံဝုံကြီးကြီးဆိုစီနေကြလို့ရတယ်ရွာနဲ့လူစိတ်ငဲနေမှာမရှိတော့ဘူးမြရလို့သွန်းလိုက်ဒီဝေရောက်နောက်ကနေဝေရောက်အောင်ကဲရဲရဲဝရမောင်လဲတော့ဒီကောင်းချင်တယ်ဒီလိုငငနဲ့ပတ်တယ်ဘောင်းကလာမြုပ်လိုက်ပြီးရော်တယ်ဒီလူတွေကတော့အဲ့လောက်တော့တန်ချင်းမရှိဘူးအေးဝေါ့ဝေါ့ကောင်တော့တော့ဆယ်ဘယ်လိုလဲချင်းနေသားကိုကြားထွန်းတယ် 你现在啊，我说你会玩改就玩改的，你有嘛样？你在玩改的，你在考的，在哪？你他妈把俺们行，俺们行。在嘛？广场过来。你都啥的行啊？上哪睡觉嘛？我第三嘛。睡觉来了，唱起来去。睡觉来了，哪里来了？你都够牛了，牛的。经常么上业务睡觉哪都行，你都他妈上完了。睡觉来了，谢谢。我的，你我都不想睡，睡觉了。你他妈几点么上？我几点？我都么上啊？你干啥都么上？

ပါမပြောစားတော့ဘူးဟုတ်လားပြောတာကျင်းပြီးမှအဆုံးပြေတာဘူးဒီနေ့ဖြစ်နေလို့နည်းပြီးသားကြမှာသူတို့ကပြေတာမဟုတ်ဘူးဒီရဲ့အဲ့ကဘုမောင်ရဲ့ကျွေးကပြီးကြမှာဝတ်တေကိုဝဲတဲ့ဒီကျွေးနေဆက်တဲ့ဘာဒီဆိုင်ရဲ့ဝတ်စားဆိုရင်ဘုမောင်တော့မင်းတဲ့ဝတ်ပြေတယ်ဘုမောင်ပြေတယ်ဘာဘာ စားတဲ့လက်ခါတယ်မဟုတ်ဘူးအဝတ်စားဖို့အစောအစားသာရရပေါ့အစားသာရဖို့ကိုသူတို့ရဟိုလိုက်လုပ်ပေးညာလေးသူကငွေတောင်းချက်နဲ့တောင်းပါရဲ့ဆိုတဲ့စားတာသူတို့စီရင်ကြတယ်ရိုက်ကွာရိုက် ကလေးကိုပင်ချမ်းသာမပေးသည့်အမခန်းလူတပ်ပွဲများအကြောင်းကုလရင်ပြင်တွင်တန်မတ်ကြီးဆက်လက်ဖွင့်ချ ကလေးငယ်များပါမချံအဆူလိုက်ပြုံလိုက်တက်ဖြတ်နေသောစစ်အုပ်စုဝင်တို့၏ရက်ဆက်ကြမ်းကြုတ်မှုများနှင့်အတ္တမစစ်သားစုဆောင်နေမှုကိုကုလသမဂ္ဂရင်ပြင်တွင်တာမတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ဖွင့်ချခဲ့သည်။အောက်တိုဘာ13ရက်ကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသောလူသားမျိုးနွယ်ပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများခေါင်းစဉ်ဖြင့်ဆွေးနွေးမှု၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားစဉ်စစ်အုပ်စု၏အမကန်လူတက်မှုများအကြောင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိမှတ်တမ်းတင်အတည်ပြုထားနိုင်သောအစုလိုက်ပြုံလိုက်တက်ပြမှု452ကြိမ်စစ်တပ်ကကျူးလွန်ခဲ့ပြီးကလေးငယ်ရာကနန်းအပါဝင်အရက်သားလေး863ဦးသေဆုံးခဲ့ရကြောင်းစစ်တပ်သည်အရွယ်မရောက်သေးသူများအပါဝင် လူပေါင်း30တုညတုညတုညကျော်ကိုအတင်းကျပ်စစ်သားစုဆောင်ခဲ့ကြောင်း အောက်တိုဘာ6ရက်ဗုဒ္ဓဘာသာဝင်တို့၏နေထူးနေ့မျက်နေတွင်ပင်စစ်တပ်သည်စကိုင်းတိုင်း6ဦးမြို့နယ်၌လူစုလူဝေးတွင်သို့လူမဆန်စွာလေကြောင်းမှတိုက်ခိုက်ခဲ့ရာကလေးငယ်များအပါအဝင်အရက်သား20ခန့်အသက်ဆုံးရှုံးခဲ့ရကလူပေါင်းများသားစွာဒဏ်ရာရရှိခဲ့ကြောင်းတမ်းမတ်ကြီးကဆိုသည် တာမတ်ကြီးကကုလသမဂ္ဂမှာပြောเสียပါတခုမှမကြံအောင် အကုန်ပြောပြီးပါပြီ။နောက်ထပ်လှုပ်เสียကမြန်မာပြည်သူတွေရဲ့အသက်ကိုလူအသက်တွေလို့ကုလသမဂ္ဂကမြင်ရောမြင်မိရဲ့လားဆိုပြီးမေးခွန်းထုတ်ဖို့ပဲကြံတော့တယ်ဟုရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်ပါရှင်တဦးကမဖားသူပြောသည်။တရားမဝင်အာဏာသိမ်းပြီး၄နှစ်ကျော်ကာလအတွင်းစစ်တပ်တီခွဲခြားမှုမရှိတော့လေကြောင်းတိုက်ခိုက်မှုပေါင်း3 944 ချိန်ကျူးလွန်ခဲ့ပြီးအပြစ်မဲ့ပြည်သူပေါင်းလေး135ဦးအသက်ဆုံးရှုံးခဲ့ရကကျောင်းစည်းကမ်းနှင့်ဘာသာရေးအဆောက်အုံတထောင်ကျော်အပါအဝင်ပုဂ္ဂလိကအဆောက်အုံပေါင်းတရတူညတူညတူညကျော်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းလဲတန်မတ်ကြီးကပြောသည်